ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတဘုတ်ကတော့ဂိုလာဆွေဝေးရေးသားတဲ့ကချင်တော်လိုင်းတပ်ဖွဲ့များမှစစ်ရဲရင်များကိုအောင်မြင်စွာ ပြစ်ချနိုင်ခဲ့မှုဆိုတဲ့ဆောင်ပါတဘုတ်ပဲဖြစ်ပါတယ်။တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတဲ့ဗမော်မြို့နီးပြန်တန်းနေတဲ့အကျန်းဖတ်စစ်ကောင်စီရဲ့ရဲရင်နှစ်စီးကိုကချင်လွတ်လပ်ရေးတပ်ဖွဲ့မှလေရင်ပြစ်လက်နက်များဖြင့်ပြစ်ချခဲ့ရာရဲရင်တစည်း ပြက်ကြပြီးတစည်းအားအေးပေါ်ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။နေ့လယ်တနာရီခန့်မှာရဲရင်3စည်းအားဗမော်မျိုးချိစက္ကခ21ကိုဆင်းသက်ရန်ချီးကပ်လာစဉ်ကချင်လွမြောက်ရေးတပ်ဖွဲ့ဝင်များနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။ရဲရင်၄စည်းကိုတိုက်ရိုက်ထိမှန်ခဲ့ပြီးတစည်းအားဗမော်နဲ့ရွှေကူမျိုးအကြားရွှေကူနဲ့ဆလေးမိုင်ကွာတောအုပ်တွင် ပြက်ကျသွားပြီးကြံတစည်းအားချက်ချင်းလို့ အနည်းအနာကိုအေးပေါ်ဆင်းသက်သွားခဲ့ရတယ်လို့ကချင်လွတ်လပ်ရေးတပ်ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကအတီးပြုတ်ပြောဆိုလိုက်ပါတယ်။တက်ကြသွားတဲ့ရဲရင်မှလေရင်မှုဘိုးကြီးမျိုးထက်အောင်ရုပ်လောင်းမှုလဲရှားဖွေတွေ့ရှိခဲ့ကြပါလေ။၎င်းတို့ထိုးဆင်းသွားတဲ့နေရာဟာတော်လန်ကြီးတပ်များရဲ့ထိန်းချုပ်နေမြေများအတွင်ဖြစ်နေလို့အချိန်မှန်မဲပိုက်လော့တေဆုံးသွားနိုင်ဖွယ်ရှိတယ်လို့ရှေတန်းတည်င်းရင်းမြစ်ရက်ွက်များကခံမှန်းနေကြပါလေ။ တတိယဒဇင်းမှာအထိမှန်ခဲ့ခြင်းမရှိလို့အကောင်းပကတိဆက်လက်ပြန်သွန်းသွားတယ်လို့ဆိုပါတယ်နောက်ထပ်ရရှိတဲ့သတင်းများအရတော်လန်ရေးအဖွဲ့များဟာထိုးစင်းသွားတဲ့နေရာကိုတွားရောက်ပြစ်ခတ်ဖျက်ဆီးပြစ်ခတ်ကြတယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့သတင်းအလိမ်ညာများကမှဆက်ချွယွင်းပြီးပြက်ကျသွားတယ်လို့ဆိုပါတယ်သို့တော့ဗီဒီယိုဖိုင်မှာလက်နက်ကြီးထိမှန်ပျက်စီးသွားတဲ့ရဟရင်ရဲ့ဒလတ်ကိုအထင်ရှားတွေ့နေရပါတယ် KIA ကချင်း PDF အာရခတက်များပူပေါင်းပြီးဒီဇင်ဘာလမှစပြီးဗမော်ကိုတိမ့်ပိုက်နိုင်ဖို့စတင်ထိုးစစ်ဆင်နေကြခြင်းဖြစ်ပါလေဂျမ်ဘတ်စစ်ကောင်စီရဲ့တက်များမြူရင်းရှိနေရာများပြားနဲ့အနီးပအဝန်းရှင်ကြီးစခန်းများလက်လွတ်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ရပြီဖြစ်ပါတယ် ၎င်းတို့မှရုရှားတရုတ်တို့မှရရှိတဲ့နောက်ဆုံးပေါ်အနီအောက်ရောင်ကြီးသုံးညကြည့် drone များလေကြောင်းပစ်ကူများစစ်ကူရိတ်ခါများဖြင့်ဆက်လက်၍ခုခံနေကြဆဲဖြစ်ပါလေတရုတ်ကလည်းလာရှိုးကျသွားပြီးနောက် drone များကိုလူတလောက်ရောင်းချပေးလာခဲ့တယ်လို့ South China Morning Post သတင်းစာမှာရေးသားထားပါလေပြည်သူ့ဘက်တော်သားတော်လန်ကြီးတက်များနဲ့ပြည်သူများဟာတိုက်လေရင်များအပြင်နောက်ဆုံးမစစ်ဘက်သုံး drone အန်ရယ်နဲ့ရင်ဆိုင်နေကြရတာဖြစ်ပါလေ ကချင်းလွတ်လပ်ရေးတပ်များ2021မေလမှာမိုးမောက်မှာတကြိမ်2024ဇန်နဝါရီမှာကုတ်ခိုင်ဘက်မှာတကြိမ်ရဲရင်များကို ပြစ်ချနိုင်ခဲ့ပြီးဖြစ်ပါတယ်။ကရင်ဒေါ်လန်ဤဖွဲ့များလည်း2023ဇူလိုင်နဲ့နိုဝင်ဘာလများအတွင်းဘော်ခန်းနဲ့ဖရူဆိုနယ်အတွင်းစစ်ကောင်စီရဲ့ရဲရင်များကိုနှစ်ကြိမ်တိုင် ပြစ်ချနိုင်ခဲ့ပြီးဗိုလ်မှူးအဆင့်ရှင့်သူပိုင်လော့အားအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ ်အရကတက်မှလည်းနောက်ပိုင်းတိုင်းစစ်ထာနာကျုပ်တို့ချီးကပ်လာတဲ့ရဲရင်အား2024နိုဝင်ဘာလအတွင်းပြစ်ချခဲ့လို့မကွေးဘက်မှာရေးပေါ်ထိုးစင်သွားခဲ့ရပါတယ်။ကရင်မျိုးသားလူမျိုးကြီးတက်ဟာတနင်္လာနေ့မှာဖအံမျိုးနယ်အတွင်းထိုင်းမြန်မာနယ်စပ်အနီးရှိနမကျော်မော်ဖိုးကီစခန်းကိုတိမ့်ပိုက်နိုင်ခဲ့ပြီးစခန်းမှာခြေဦးတရဆွန့်ခွာထွက်ပြေးသွားတဲ့ဂျမ်ဘတ်စစ်ကောင်စီတပ်သားများနဲ့28ဦးဟာထိုင်းဘက်သို့ရောက်ရှိလာတယ်လို့ထိုင်းအာဏာပိုင်များကအတည်ပြု ပြောကြားခဲ့ပါတယ်။မော်ဖိုကေယာဘုန်နေဝင်းတပ်များက1982ခုနှစ်အတွင်းတင်းယူခဲ့တယ်လို့သိရပါတယ်။ယနေ့ Economist Magazine ကြီးမှာဆွေဒင်နိုင်ငံ Stockholm မှာခြေစိုက်တဲ့စစ်ပရိအဖွဲ့ကြီးရဲ့နိုင်ငံလိုက်စစ်သုံးစရိတ်ကိုထုတ်ပြန်ချက်ကိုဖော်ပြရမှာမြန်မာစစ်တပ်မှ2024မှာဒေါ်လာ9.31ဘီလီယံသုံးဆွဲခဲ့တယ်လို့ဈေးကွက်မှာပေါက်တဲ့ငွေလဲနှုန်းကိုခြေခံပြီးဖော်ပြထားပါတယ် GDP ရဲ့6.9ရာခိုင်နှုန်းရှိနေပါတယ်။အကြမ်းဖက်သမားမင်းအောင်လှိုင်ဟာစစ်စရိတ်ကိုဒေါ်လာတန်ပေါင်း9000ကျော်တုံးဆွဲခဲ့တော်လဲ၎င်းတို့တင်းပြချက်ပြထိမ့်ချုပ်နိုင်တယ်ဟူ၍ကောင်းကင်ရဲ့သာရှိပါတော့တယ်။တနိုင်ငံလုံးအားလဲမီအာတစ်နှစ်လျင်နိုင်ပိုင်းသာခွဲထမ်းနဲ့ပေးနိုင်ပါတော့တယ်။ ရုရှားရောက်ခိုင်းရုရှားအာဒီသတင်းဌာနနဲ့အင်တာဗျူးမှာမင်းအောင်လှိုင်မှယခုထိမြေငလျင်အတွက်အမေရိကန်မှပေးမည်ဆိုသောဒေါ်လာ6သန်းမရသေးလို့ညင်ညူသွားရှာပါတယ်။အာဆီယံမှနောက်အပတ်တွင်ကျင်းပမယ့်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီမြန်မာပြည်တွင်းစစ်အရေးအတွက်တိတ္တအစည်းအဝေးနှစ်ခုပြုလုပ်သွားမယ်လို့အဖွဲ့ရဲ့အတွင်းရေးမှူးချုပ်ကအတိပေးပြောဆိုသွားခဲ့ပါတယ်။သို့သောအာဆီယံအစည်းအဝေးမှပြည်သူများအပေါ်ကျူးလွန်နေတဲ့ အကျန်းဖတ်လောက်ရဲ့များကိုအတိမတ်မပြုတ်မချင်းလူလူမှ၎င်းတို့ရဲ့ငញ្ញံကြီးကျိုးပတ်မှုများကို ဖုတ်လေတဲ့ငပိရှိတယ်လို့ပင်မထင်နှစ်ဖက်စလုံးက၎င်းတို့ဟာတဏမန်ရေးရအတိမတ်ပြုတ်တယ်ဆိုတဲ့အနေအထားမျိုးနဲ့သာပြောဆိုကြမှာဖြစ်ပါလေမလေးရှားဝန်ကြီးချုပ်ရဲ့မနေ့ကပြောဆိုမှုများကိုကြည့်ကမြေပြင်အခြေအနေများကိုဘူးလုံးနာမထွင်ဖြစ်နေတာကိုတွေ့ရပါတယ်၎င်းကမကြာမီကဖြစ်ပေါ်လာမှုများကိုကြည့်ကတိတိတသားတိုးတက်မှုများ တွေ့လာရတယ်လို့အချက်၃ချက်နဲ့ပြောဆိုသွားပါတယ်။နံပါတ်၁ဟာတက်ဆိုင်သူအလုံးနဲ့ထိတွေ့ဆက်ဆံနိုင်ခဲ့တယ်။နံပါတ်၂ဟာအပြစ်ခတ်ရဲစဲရေးရရှိအောင်လုပ်နိုင်ခဲ့တယ်။နံပါတ်၃ငလျင်ဒဏ်အတွက်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများမိသူက ထိမ့်ချုပ်ထားသည့်ဖြစ်စေဒေသအလုံးကိုပို့ပေးနိုင်ခဲ့တယ်လို့၎င်းရဲ့ထင်မြင်ချက်ကိုပံ့ပိုးပေးသွားခဲ့ပါတယ်။ကိုဘာသာပြောကိုဘာသာ ထောက်ခံပြောဆိုနေခြင်းမျိုးသာဖြစ်ပါတယ်။ ထို့အတွက်ဒေသတွင်းနဲ့နိုင်ငံတကာရှိလူမှုအဖွဲ့အစည်း285ဘွယ်မှလက်မှတ်ထိုးကာဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များကိုအိတ်ဖွင့်ပေးစာပေးပို့လိုက်ပြီးဥက္ကဋ္ဌအနေနဲ့တီလကြောင်လောက်ရဲ့များရှောင်ရှားပြီးမူအရဆောင်ရွက်ရန်တိုက်တွန်းထားပါလေပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမယ်